ရမ်မြမွန်တက်တော် RMA မှာစူပေါင်းကောင်းဆောင်မှုနဲ့မော်လက်နက်ကန်တက်တွေအားလုံးတစုတစည်းတည်းပါဝင်နိုင်ဖို့ကြိုးပမ်းသွားမယ်လို့မော်ပြည်တဲ့ပါတီဆက်နာရှင်တက်ဖြည့်ရေးဖွဲ့ NMSPED ပြောရေးဆိုခွင့်ရှိသူကတန်လွင်တိုင်းကိုပြောပါရယ်မော်ပြည်တဲ့ပါတီ AD ရဲ့မော်မျိုးသားလွတ်မြောက်ရေးတက်မတော် MNL AD နဲ့မော်ပြည်လွတ်မြောက်ရေးတက်တော် MLA တို့ပေါင်းစည်းပြီးရမ်မြမွန်တက်တော် RMA ကိုမေ24ရက်နေ့မှာဖွဲ့စည်းလိုက်တာပါဆက်နာရှင်စနစ်တက်ဖြည့်ရေး ဒန်းတူရေးနဲ့ကိုပိုင်ပြာထန်းပိုင်ခွင့်အပြည့်ဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးရွယ်ချက်နဲ့မော်လနဲ့ကင်တက်နှစ်တက်ကိုရာမညမော်တက်တော် RMA အဖြစ်ပေါင်းစည်းလိုက်တာ ဖြစ်ပါတယ်။မော်ပြည်သက်ပါတီ AD ပြောခွင့်ရနိုင်ကောင်းစကားကအစင်းသက်ဖြစ်နေတဲ့နှစ်ဖွဲ့ကိုကနအူးပေါင်းစည်းတဲ့သဘောဖြစ်လို့ရာမညမော်တက်တော်မှာအလုံးပါဝင်လာနိုင်အောင်ဆက်လက်ကြိုးစားသွားမယ်လို့ပြောပါတယ်။ဒီလိုမျိုးတစုတစည်းတဲ့တတက်တဲ့ဖြစ်ဖို့အတွက်ကျွန်တော်တို့လည်းဆက်လက်ကြိုးစားကြိုးစားသွားမှာဖြစ်တယ်ပေါ့နော်။အခုလောဆယ်တော့ကျွန်တော်စင်သက်ဖြစ်နေတဲ့နှစ်ဖွဲ့ကိုအရင် ကနဦးပေါင်းစည်းလိုက်တဲ့သဘောတစ်ဖွဲ့တည်းတွေနဲ့ဖွဲ့စည်းလိုက်တဲ့သဘောဖြစ်တယ်။ကျန်တဲ့ဟိုကျွန်တော်တို့မွန်လက်နက်ကိုင်တော်လင်ရေးတပ်ဖွဲ့တို့ရောတခြားသောမွန်ဒေတာအခြေဆိုင် PDF တို့ရောအလုံးပါဝင်နိုင်ဖို့အတွက်လည်းကျွန်တော်တို့ဆက်လက်ကြိုးစားတော့မှာဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့ပါ။ရာမညမွန်တက်တော် RMA ဟာမော်လူမျိုးတွေတရှိခဲ့တဲ့မော်ပြည်နယ်ပါဝင်ဆက်ဆက်ဒေသတွေထဲမှာလည်းစေးလှုပ်ရှားသွားဖို့ရှိနေပြီးတပ်ဖွဲ့ဝင်အင်အားကိုတော့လုံခြုံရေးအထုတ်ပြောခြင်းရှိပါဘူး။ မော်မျိုးသားလွတ်မြောက်ရေးတက်မတော် MNLAAD နဲ့မော်ပြည်လွတ်မြောက်ရေးတက်တော် MLA တို့အလုံးစုံပေါင်းစည်းတာဖြစ်လို့နှစ်ဖက်အဖွဲ့ခေါင်းဆောင်တွေပါဝင်တဲ့မော်ပြည်သက်ပါတီ AD နိုင်ငံရေးစီရေးကော်မတီကိုအဖွဲ့ဝင်26ဦးနဲ့ဖွဲ့စည်းပါတယ်။အဲ့ဒီထက်ကကိုးဦးကိုရွေးချယ်ပြီးဥက္ကဋ္ဌနိုင်စီရဒုဥက္ကဋ္ဌနယ်လရီကောင်းနဲ့အတွင်းရေးမှူးနိုင်ပညာလေတို့ပါဝင်တဲ့မော်ပြည်သက်ပါတီ AD နိုင်ငံရေးစီရေးကော်မတီကိုဖွဲ့စည်းတာရမညမော်တက်တော် RMA ကိုဥဆောင်မယ်လို့နိုင်ကောင်းစကားကရှင်းပြပါတယ်။ နှစ်ဖက်ဟိုပါဝင်တဲ့ကောင်းဆောင်ကို ကျွန်တော်တို့ဖွဲ့စည်းလိုက်ခြင်းဖြစ်တယ်ဒါစုပေါင်းကောင်းဆောင်မှုလို့လဲပြောလို့ရတာပေါ့နော်ဟုတ်ကဲ့ပါဒါကဟိုနိုင်ငံရေးဥဆောင်ဖွဲ့အနေနဲ့ဒီ NMSPAD အာဆိုတဲ့နာမည်ကိုကျွန်တော်တို့ဟိုဆက်ရှိနေမှာပေါ့နော်ဟုတ်ကဲ့ပါရမရမွန်တက်တော် RMA ရဲ့စည်ရေးဆိုင်ရာလုပ်ငန်းတွေကိုအကောင့်ထဲဖော်ဖို့မော်ပြတဲ့ပါတီ AD နိုင်ငံရေးစည်ရေးကော်မတီဦးဆောင်မှုနဲ့အဖွဲ့ဝင်9ဦးပါဝင်တဲ့စစ်ကော်မတီကိုဖွဲ့စည်းခဲ့တာပါ စေဦးစီးချုပ်ဖြစ်ဘုံမှုချုပ်စလွန်ထော်ဒုစေဦးစီးချုပ်၁ဘုံမှုကြီးဆိုဝင်နဲ့ဒုစေဦးစီးချုပ်၂ဘုံမှုကြီးကြည်စံတို့ကိုခန့်အပ်တာဝန်ပေးထားတယ်လို့နှစ်ဖက်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။စစ်ကော်မတီ9ဦးထဲမှာလည်းမော်မျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့မော်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ရဲ့စစ်ဖက်ရေးရာခေါင်းဆောင်တွေပါဝင်ပူးပေါင်းထားတာဖြစ်ပါတယ်။ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့မော်ပြည်ပေါ်ထွန်းရေးနဲ့ဆက်အနာရှင်စနစ်အမြဲဆုံးခြုံငင်ရေးအတွက် မော်ပြည်တဲ့ပါတီ AD ရမ်းမြမွန်တက်တော် NMSP AD RMA တို့ဟာအဖိနှိတ်ခံဘဝတူတိုင်းသားတော်လှန်ရေးမာမိတ်ဖွဲ့စည်း၍ပြည်သူ့ကာကွယ်တပ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့အသိပေးထားတာပါလက်ရှိမွန်လူမျိုးခြေပြုလက်နက်ကန်တော်လှန်ရေးတပ်တွေထဲမှာရမ်းမြမွန်တက်တော်နဲ့မွန်တက်၄ဘွဲကနေစုဖွဲ့ထားတဲ့ရမ်းမြပူရဲစစ်ကြောင်းတို့ရှိနေပြီးရွာမြောက်စစ်စင်ရေးတွေဆင်နွှဲနိုင်ခြင်းမရှိသေးပါဘူး